ဒီကနေ့မှာတော့တာယာလာပပြီးတော့ငိမ့်ချဲနေလို့ကဘာတိထားတဲ့နိုင်ငံတနိုင်ငံရဲ့အနောက်ွယ်က ရက်ဆက်ချန်တန်နဲ့ရှင်တန်ကြီးတိုက်ပွဲကြီးတစ်ခုအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်။စိန်းဆိုလာပါတဲ့တောင်တန်းနဲ့ချီလင်းနဲ့ရေပြင်းနေတဲ့နယူးဇီလန်ဆိုတာကမ္ဘာလက်ခီးတော်ရဲ့အတွက်ကတော့ငိန်ချင်းနေရာကြီးတစ်ခုလိုပါပဲ။ဒါပေမဲ့အဲဒီလာပါတဲ့မျက်နှာဖုံးရဲ့အောက်မှာလူသူမနီးတဲ့ကျွန်းကျွန်းပေါ်မှာတော့ဒိတ်စိတ်ငိန်တဲ့နေရာစစ်ပွဲတစ်ခုကအချိန်နဲ့အမျှအပြင်းထန်နေခဲ့ပါတယ်။ဒီစစ်ပွဲကအထူးဆန်းပါတယ်။ရန်သူတွေကတင်ကားတွေလေယာဉ်တွေနဲ့တိုက်ခိုက်နေတာမဟုတ်ပါဘူး။သူတို့ရဲ့ရန်သူက လက်တဝါးလောက်ပဲရှိတဲ့ဒင်းငယ်ပဲမဲ့အင်မတန်မှအဖြက်ဆွမ်းအားကြီးမားတဲ့ကျွက်တွေပါပဲဒီကောင်းလေးကအမောင်အကာကွယ်ယူပြီးတော့အုပ်စုလိုက်ခြောက်ကပါးရီပေါ်မှာလှင်မြန်စွာထွေတက်ကြတယ်သူတို့ကိုထက်အစ300လောက်ကြီးတဲ့ငှက်ကြီးတွေကိုရရဆက်ဆက်တိုက်ခိုက်ကြတယ်ပြီးတော့အတိုက်ထဲမှာအာမတန်မန်ရှော့နေတဲ့ငှက်ငယ်လေးတွေကိုတကောင်မကြံမျိုးချပစ်ကြပါတယ်ဒီလိုမျိုးချောင်းမက်ဖွဲကောင်းတဲ့အခြေအနေကိုထိန်းချုပ်ဖို့အတွက် နယူးဇီလန်အစိုးရကသမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။တက်တော်ထိန်သိမ်းရေးဝန်ထမ်းတွေရေတက်စစ်သားတွေနဲ့အစိုးရဝင်စီတူဦးပါဝင်တဲ့အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီးတော့ NRD ကတိုင်းတဲ့နည်းနဲ့ Anti-Post Zone C ကိုစီလုပ်ခဲ့ပါတယ်။ သူတို့ရဲ့တာဝန်ကတော့ဒီဇွန်ပေါ်ကကျွတ်အားလုံးကိုအမြင့်ပြတ်ရှင်းလင်းဖို့ပါပဲဒီစစ်စင်ရေးအတွက်တန်ချိန်65တန်လောက်ရှိတဲ့အစိတ်ချထားတဲ့ကောင်းနံအစာတုံးတွေကိုရဟန်းရင်နေနဲ့အစမပြတ်ချေချခဲ့တယ်လို့မြေပြင်တိုက်ခိုက်ရေးအဖွဲ့73ဘွဲ့ရလည်းရပ်ပေါင်း85ရက်ကြာတဲ့အထိအသေးစိတ်ရှင်းလင်းရေးတွေပြုလုပ်ခဲ့ပါတယ်သူတို့ရဲ့ရီမန်ချက်ကတော့2050ခုနှစ်ရောက်ရင်နယူးဇီလန်နိုင်ငံကိုကမ္ဘာပေါ်မှာ ကျွတ်မွေပါမီတိုနဲ့တားပိုက်တောင်လိုမျိုး NDA ရှိတဲ့တားရဲတရိစံနေလုံးဝမရှိတော့တဲ့ပထမဆုံးနိုင်ငံဖြစ်လာဖို့ပါဒီဂျီမန်ချက်ကအိမ်မက်တစ်ခုလားလက်တွေ့ဖြစ်နိုင်ပါမလားဒီစီမံကိန်းရဲ့နောက်ွယ်ကအသေးစိတ်အချက်အလက်တွေအောင်မြင်နိုင်ချေရှိမရှိဒါမှမဟုတ်တဲရဲရှိလောင်းဖြစ်သွားမလားဆိုတာကိုဒီဗီဒီယိုလေးမှာခြေသေးတို့အထူးထူးလေးလာကြည့်ရအောင်ပါရှင်ဒီဇလန်ရဲ့အစကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပါရင်လူသားတွေချိန်မချခင်အချိန်ကနယူးဇီလန်ကအသီးသားကမ္ဘာလေးတစ်ခုလိုပါပဲ။ dietary စနေမရှိတဲ့အတွက်ဒီကျုံးမော်ငှက်တွေကပြန်တန်းနိုင်စွဲမရှိဘဲနှစ်တန်းပေါင်းများစွာအေဂျင့်စွာဆင်ကဲပြောင်းလဲလာခဲ့ကြပါရင်သူတို့လိုက်ဖမ်းမဲ့မြေပြင်သားရဲမရှိတော့ပြန်ဖို့မလိုတော့ပါဘူး။ kiwi ငှက်မိုးအောင်ငှက်ကြီးတွေနဲ့ကာကာပိုချက်တူရွေးတွေက မြေပေါ်မှာပဲလွတ်လပ်စွာချက်စားခဲ့ကြပါရင်ဒါဟာတကယ်ကိုမျက်တွေ့ရဲ့ဒုက္ခပုံပါပဲဒါပေမဲ့အရာအလုံးကပြောင်းလဲသွားခဲ့ပါရင်ပထမဆုံးမောင်ရင်းလူမျိုးတွေရောက်လာပြီးတော့နောက်ပိုင်းမှာဥရောပတိုက်သားတွေရောက်ရှိလာတဲ့အခါသူတို့နဲ့အတူဖိတ်ခေါ်မထားတဲ့ဧည့်သည်တွေပါလာခဲ့ပါရင်အဲဒါကတော့သင်္ဘောတွေပေါ်ကနေမတော်တဆပါလာတဲ့အချက်တွေမျိုးပါတွေကြောင်နေတဲ့တားပိုက်ကောင်းနေပါပဲဒီကျွန်းတွေပေါ်ရောက်တာနဲ့ဒီဒရိစံတွေအတွက်ကတော့နိဗ္ဗာန်ပုံလိုပဲဖြစ်သွားပါရင် သူတို့ကိုအမဲလိုက်မဲ့သဘာဝရန်သူမရှိ အစားအစာကလည်းပေါ်ချွေဝနေတော့အရန်ကိုပျော်စရာကောင်းတဲ့နေရာဖြစ်သွားတာပါအထူးသဖြင့်ကြွတ်တရထိမ့်မနိုင်သိမ့်မရဖြစ်လာခဲ့ပါတယ်အန်တီဘော့စ်ဂျွန်ဆူဆိုတဲ့နေရာလေးကိုပဲကြည့်ပါ1893ခုနှစ်မှာသင်မောပြက်တစည်းဟာပြက်စည်းရာကနေကြွတ်တရဒီကျုံးပေါ်မှာစတင်ပြီးတော့အခြေချခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့သူတို့ဟာအယူအမှုမျိုးပွားကြပြီးတော့ နှစ်အနည်းငယ်အကျွဲမှာပဲ area student kilometer 20ပဲရှိတဲ့ဒီကျုံလေးပေါ်မှာ ကျွတ်ကောင်ရီနှစ်သိန်းအထိရောက်ရှိသွားခဲ့ပါတယ်။စဉ်းစားကြည့်ပါနေရာသေးသေးလေးမှာကျွတ်တီအပြည့်ဖြစ်နေတဲ့မြင်ကွင်းကိုပေါ့သူတို့ဟာကျုံပေါ်ကတူးသေးသောနှုတ်တိုက်တတဝါအဖြစ်နဲ့ဘယင်တစုလိုစိုးမိုးချေလေပါတော့တယ်။လက်သေးဆွေရီနဲ့ဒီကက်ယောဂဆိုကြီးဟာကျုံပေါ်ကအင်းဆက်တီငှက်တီနဲ့အစာကွင်းဆက်တစ်ခုလုံးကိုအစိမ့်စိမ့်ပေါ်မှာဖျက်ဆီးပစ်ခဲ့ပါတယ်။နှစ်သန်းပေါင်းများစွာတရှိခဲ့တဲ့ရှားပါးမျိုးစိတ်တွေဟာ မျိုးသုံးလူနီးပါအခြေအနေကိုရောက်သွားခဲ့ပါတယ်။ခမန်းချက်တီအရနယူးဇီလန်တဝမ်းမှာနှစ်စဉ်ငှက်ကောင်ရေ25တန်းလောက်ကဒီကျူးကျော်သားရဲတွေကြောင့်သေဆုံးနေရပါတယ်။နယူးဇီလန်ရဲ့အမျိုးသားထိမ်းမှတ်ဖြစ်တဲ့ကီဝီငှက်ချက်တူရေးအမီးရှေကျွန်းစာကလေးမိုးဆွေငှက်တွေအပြင်အင်းဆက်မျိုးစိတ်ပေါင်းများစွာကလုံးဝပြောက်ကွယ်သွားခဲ့ပါတယ်။ ဒေဘပညာရှင်တွေကဆွေဒီနိုင်ငံက Golf ကျွန်းလိုမျိုးဂျမာဇုံနဲ့ဒီကျွန်းတွေဂျုံဝါမောင်အရန်ဆိုရင်ခဲ့ကြပါတယ် Golf ကျွန်းမှာကျွတ်တီကပင်လေပြောင်ငှက်ကြီးတွေလိုအုပ်စုဖွဲ့တိုက်ခိုက်ပြီးတော့တပ်ဖြတ်နေတဲ့ဗီဒီယိုမှတ်တမ်းတွေကကဘာကိုတုံလို့စီခဲ့ပါတယ် Antipost ကျွန်းမှာလည်းမျိုးတုံးလို့နေပါဖြစ်နေတဲ့လေဟုံစီ Apple Trust ငှက်ကြီးတွေအပါအဝင်ပင်လေပြောင်ငှက်မျိုးစိတ်၂၁မျိုးကဈေးမရတဲ့ချင်းချမှုနဲ့ရင်ဆိုင်နေရပါတယ်ဒေဘပညာရှင်တွေက ကျွန်တော်တို့မှအချိန်မရှိတော့ဘူးလို့တောင်မှပြောခဲ့ကြပါတယ်။ဒီဂေဟာစနစ်ပြည့်စည်မှုကနိုင်ငံရဲ့စီးပွားရေးကိုပါထိခိုက်စေခဲ့ပါတယ်။နေစင်နဲ့တိုင်းနယူးဇီလန်ဟာဒီသားရဲတွေကြောင့်ဒေါ်လာ3.3ဘီလီယံမြန်မာငွေဘီလီယံ9300ခန့်ဆုံးရှုံးနေရပါတယ်။ဒါဟာလုံးဝမနေတဲ့ပမာဏပါပဲ။တစ်ချိန်ကနေရာနှက်မှာတွေးမြင်ခဲ့ရတဲ့ကီဝီငှက်တွေကအခုဆိုရင်တော့ကောင်ရီ9000လောက်ပဲကျန်တော့ပြီးတော့ အစာရှာချွတ်ရင်တောင်အသက်ကိုဖနှဲ့ထုတ်ပြီးတော့သွားနေရတဲ့ဘဝကိုရောက်ခဲ့ရပါတယ်။ဟိုယာငှက်နဲ့မိုအာငှက်လိုမျိုးမျိုးစိတ်တွေဆိုရင်တော့လုံးဝမျိုးတုံးသွားခဲ့ပြီးတော့ဂေဟာစနစ်ထဲမှာဘယ်တော့မှပြန်ဖြစ်လို့မရတဲ့ကွက်လက်ကြီးတစ်ခုအဖြစ်ခြံရခဲ့ပါတယ်။၂014ခုနှစ်မှာတော့ဒီဂေဟာစနစ်ဆိုင်ရာအချိန်ကြိုက်ပုံကြီးမပေါက်ခွဲခင်မှာနယူးဇီလန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ရွေးချယ်မှုတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်မယ်နယူးဇီလန်က ဒါ Predator Free 2050လို့အမည်ရတဲ့ရှင်မန်းချက်ကြီးတစ်ခုကိုကမ္ဘာကိုကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်ကပြည်ရင်းပြည်ပသတင်းမီဒီယာတွေကဒီစီမံကိန်းကိုရာစုနှစ်ရဲ့တိုက်ပွဲလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။တခုတည်းသောဖြည့်ရှင်ချက်ကတော့ကြွက်အားလုံးကိုတက်ပြစ်ဖို့ပါပဲ။ဒါပေမဲ့ပြောတော့သားလွဲတာကမ္ဘာပေါ်မှာအခက်အခဲဆုံးနဲ့အလံဝေးဆုံးပတ်ဝန်းကျင်တစ်ခုမှာဒီအလုပ်ကိုလုပ်ဖို့ကစိတ်ကူးနဲ့တောင်မရနိုင်လောက်အောင်ရှုပ်ထွေးလာပါတယ်။ဒီစီမံကိန်းအတွက် ဒေါ်လာတန်ပေါင်းများစွာကုန်ကျခဲ့ပြီးတော့တချို့သတင်းရင်းမြစ်တွေအရအမေရိကန်ဒေါ်လာ3.9တန်မြန်မာငွေကျပ်ဘီလီယံ10.2တန်ခန့်အထိရှိခဲ့ပါတယ်။စီမံကိန်းခေါင်းဆောင်စတီဗန်ဟောကသူတို့လုံဆောင်နေတဲ့အရာဟာတမိုင်းမှာမရှိဘူးတဲ့လောက်ရမှန်းကောင်းကောင်းသိပါတယ်။အန်တီဘော့စ်ဂျွန်းကနယူးဇီလန်ရဲ့အရှိတောင်ဘက် 960ကီလိုမီတာအကွာမှာတရှိပြီးတော့အလွန်အထီးကျန်တဲ့နေရာဖြစ်ပါတယ်။ဒမိုရီအတွက်လုံခြုံတဲ့စိတ်ကမ်းမရှိ၊ရဟန်းရင်စင်းသက်ဖို့လုံခြုံတဲ့နေရာမရှိ၊ယာတီဥဒုကလည်းတနည်းလုံးမှာနိုင်အနေငယ်ပဲကောင်းမွန်လေးရှိပါတယ်။ဂျုံရဲ့ကန်းကြီးတွေအားလုံးကမတ်ဆောက်ပြီးတော့ချွန်ထက်တဲ့ကြောက်ကဘာတွေနဲ့ပြည့်နေပါတယ်။စစ်စင်ရေးအတွက်ပြင်ဆင်ခြင်းနှစ်နှစ်တိတိယူခဲ့ရပါတယ်။အဖွဲ့ဝင်တွေကယာယီတဲတွေဆောက်လို့ ရဟယင်ခွင်ရှင်လင်းလောင်စာစီတိုးလောင်ယုံတွေတိဆောက်ခဲ့ရပါတယ်။ပစ္စည်းတစ်ခုချင်းစီတိုင်းရဲ့ရဟယင်နဲ့နည်းနည်းချင်းတည်ယူခဲ့ရပြီးတော့လေပြင်းတွေတိုက်ခတ်လာရင်ရဟယင်တွေရဲတပ်ပတ်ပေါင်းများစွာမပြန့်တန်းနိုင်မဲရှက်ထားကြရတဲ့အခြေအနေတွေလည်းကြုံခဲ့ရပါတယ်။ ကျွတ်တေရှင်လင်းမဲ့နီလန်းကရိုးရှင်းပြီးမဲ့အငင်းပွားဝယ်ဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ဝေဟင်ကနေအစိချခြင်းပါပဲသူတို့က Frogifa Game လို့ခေါ်တဲ့အစိတမျိုးပါဝင်တဲ့ကောင်းတဲ့အစာတုံးတွေကိုကျွန်းတစ်ခွင်လုံးမှာခြေချမှာဖြစ်ပါတယ်ဒီအစိကကျွတ်တေနဲ့စာမီးနဲ့မြေတီတတဝအောင်မဆိုးသွေးကိုမခဲအောင်လုပ်ပြီးတော့အတွင်းပိုင်းသွေးလွန်ပြီးတော့တည်ဆုံးစီတဲ့နီလန်းဖြစ်ပါတယ် သိပ္ပံပညာရှင်တွေကမျိုးရိုးဗီဇပြုပြင်တဲ့နေပညာကိုသုံးပြီးတော့ကျွတ်အထီးတွေပဲမွေးလာအောင်လုပ်ဖို့အထီးတောင်မှသုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုရင်မျိုးဆက်အနေငယ်ကြတဲ့အခါမျိုးပွားနိုင်စွမ်းမရှိတော့ဘဲသူ့လိုလိုမျိုးသုံးသွားမှာဖြစ်ပါတယ်။၂၀၁၆ခုနှစ်ဇွန်လမှာတော့အန်တာတီကာရဲ့ဂျန်တနဲ့ဆောင်းရာသီအား အန်တီဘော့စ်ကျွန်းကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ကျွဲ့ရှင်လင်းရေးအဖွဲ့အတွက်ကတော့ဒါဟာအမဲလိုက်ဖို့အကောင်းဆုံးရာသီပါပဲ။ဘာလို့လဲဆိုတော့စောင်းရာသီမှာကျွတ်တရားအစာရှားပါမှုကြောင့်အစိတ်ချထားတဲ့အစာတုံးတွေကိုစားမိဖို့အခွင့်အလမ်းပုံများလို့ပါ။ဒါအပြင်ငတ်တွေအတိုင်းဖွဲ့တဲ့ရာသီမဟုတ်တဲ့အတွက်တခြားဒရိစံတွေကိုထိခိုက်မှုနည်းစေပါတယ်။စစ်စင်ရေးစတင်ပါပြီ။ရဟယနစီရယာယီစကန်ကနေပြန်တက်သွားပြီးတော့ တနာီကီလိုမီတာ100အထိတိုက်ခတ်နိုင်တဲ့လေပြင်းတွေကိုရင်ဆိုင်ရင်းနဲ့အထူးပေါ်ဆက်ထားတဲ့အစာတုံးတွေကိုတည်ဆောင်သွားပါတယ်။အစောင်းလေရင်မှုတွေကကွက်စိတ်ပုံစံအတိုင်းတိကျစွာပြန်တန်းပြီးတော့ကျွန်းရဲ့စတူရဲမီတာတိုင်းကိုသတ်မှတ်ထားတဲ့အစာပမာဏအတိုင်းရောက်ရှိအောင်ကျဲချပါတယ်။မာယုံမှုလုံးဝ0 error ရှိလို့မရပါဘူး။ တကယ်ကိုပဲအစိတ်နဲ့လုံးရင်ကျွတ်တချို့အသက်ရှင်ကျင်နိုင်ပြီးတော့များလုံးရင်တော့သူတို့ကယ်တင်ဖို့ကြိုးစားနေတဲ့ဒေါ်ရိုင်းဒရီးဆန်တွေကိုပါတက်မိသွားနိုင်ပါတယ်အစိတ်တုံးတွေက NDA ကင်းအောင်အစိမ်းရောင်ဆိုးထားတဲ့အတွက်မြေပြင်ပေါ်မှာအလွယ်တကူမြင်နိုင်ပြီးတော့မြေပြင်အဖွဲ့ရစောင့်ကြည့်နိုင်ပါတယ်အစာတုံးတုံးမှာကျွတ်တကောင်ကိုတတ်နိုင်တဲ့ပမာဏအတိအကျပဲပါဝင်ပြီးတော့ပဝင်းကျင်မှာအချိန်တိုအတွင်းပြိုကွဲပြည့်စည်သွားအောင်ဖော်ဆက်ထားတဲ့အတွက်တခြားဒရီးဆန်တွေကိုထိခိုက်မှုနည်းစေပါတယ်ပထမအကြိမ်အစာကျဲချမှုတွေကအဆင်ပြေ ြေချုံမွေးခဲ့ပေမဲ့ရာသီဥတုကပြောင်းလဲလာခဲ့ပါတယ်။မုန်တိုင်းကြီးတစ်ခုကျွန်းပေါ်ကိုဝင်ရောက်တိုက်ခတ်ပြီးရဟတ်ရင်တွေရပ်ပေါင်းများစွာမြေပြင်မှာပဲရန်နာခဲ့ရပါတယ်။အဖွဲ့သားတွေကသူတို့ရဲ့စိစက်သေးချာစွာရေးဆွဲထားတဲ့အချိန်စရာကြီးပျက်စီးသွားတာကိုအားမလို့အားမရနဲ့ကြည့်နေခဲ့ရပါတယ်။ရာသီဥတုပြန်ကောင်းလာတဲ့အခါမှာဆိုရင်တော့ လေရင်မှုတွေကသူတို့ရဲ့စွမ်းရည်ကိုအစွမ်းကုန်အသုံးချခဲ့ရပါတယ်။နောက်ထပ်မုံတိုင်းမလာခင်အလုပ်ပြီးမြောက်အောင်ကျန်းတဲ့ရာသီဥတုအခြေအနေတွေအောက်မှာအသက်ကိုဆွန့်ပြီးတော့ပြန်တန်းခဲ့ကြရပါတယ်။ဇော်လာ29ရက်နေ့မှာတော့ ဒုတိယအကြိမ်အစာကျဲချမှုစတင်ခဲ့ပါတယ်။ဒီတစ်ကြိမ်ကတော့ပထမအကြိမ်မှာလွတ်သွားတဲ့အချက်တွေကိုပြင့်မှတ်ထားတာပါ။ဒါပေမဲ့ရာသီဥတုကနောက်တစ်ကြိမ်ရန်ရှာပြန်ပါတယ်။မြူတွေရုတ်တရက်ဆိုင်းလာပြီးလေယာဉ်မှုတွေကကရိယာတွေကိုပဲအားကိုးပြီးတော့ပြန်တန်းခဲ့ရပါတယ်။ရဟယင်းတွေကမိခိုးရောင်ဒိတ်တက်တွေတဲ့ပျောက်ကွယ်သွားလိုက်ခဏကြာမှပြန်ပေါ်လာလိုက်နဲ့သိမင်းတပံအစာတွေကိုကျဲချခဲ့ကြပါတယ်။ဇူလိုင်လ23ရက်နေ့မှာတော့ တန်ချိန်65တန်ရှိတဲ့အစိတ်အားလုံးကိုကျွန်းတစ်ခွင်လုံးမှာဖြန့်ဝေပြီးစီးခဲ့ပါပြီ။ကျွက်သေးအလောင်းနေနေရအနှံ့မှာပြန့်ကျဲနေပေမဲ့အလောင်းတွေရုံတွေ့ရုံနဲ့မလုံလောက်သေးပါဘူး။အသက်ရှင်ကျန်ရတဲ့ကျွက်တကောင်မရှိတော့ဘူးဆိုတော့သတိပြဖို့လိုအပ်ပါတယ်။ဒါဟာမဖြစ်နိုင်သလောက်ပါပဲ။စိတ်ပိုင်းဆိုင်ရာဖိအားတွေရလည်းအရန်ကြီးမားပါတယ်။အဖွဲ့ဝင်တိုင်းကကျွက်တကောင်လွဲချော်သွားရုံနဲ့စစ်စင်ရေးတစ်ခုလုံးကြာရှုံးမှကိုသိနေကြပါတယ်။သူတို့ကနေရာတစ်ခုချင်းစီကိုစနစ်တကျရှာဖွေခဲ့ပေမဲ့ တန်တရားစိတ်ကတော့ရှိနေသေးပါပဲ။ဒါကြောင့်အဖွဲ့ကရှိသမျှနေလန်းအားလုံးကိုတုံးခဲ့ပါတယ်။အစာအသစ်တွေနဲ့စောင့်ကြည့်ရေးစခန်းတွေဖွင့်ပြီးတော့ကြွက်တွေလားစားသေးလားဆိုတာစောင့်ကြည့်ရင်ကြွက်ချီအသစ်တွေအပင်တွေပေါ်က ကိုင်းဖြက်ရအသည့်တွေရှိမရှိရှာဖွေခဲ့တယ်။ကျွဲချေရထန်နိုင်တဲ့အထူးပြုလုပ်ထားတဲ့ကပ်ပြားတွေကိုတောင်နေရအနှံ့မှာထားရှိခဲ့ပါတယ်။ရက်တွေတရပီးတရကုံဆုံးသွားတဲ့အခါအချိန်ကြီးပို့ပြီးတော့ရှင်းလင်းလာပါတယ်။ဂျုံပေါ်မှာကျွဲတွေရှိနေတဲ့ဆိုရဲလက္ခဏာတစ်ခုမှမတွေ့ရတော့ပါဘူး။2016ခုနှစ်ဩဂုတ်လ6ရက်နေ့မှာတော့အဖွဲ့ဟာကျွန်းပေါ်မှာရက်ပေါင်း85ရက်တိတိနေထိုင်ပြီးဖြစ်ပါတယ်။ အရာအားလုံးတေးကြပြီလို့ယုံကြည်တဲ့အခါမှာတော့သူတို့ဟာပစ္စည်းတွေကိုသိမ်းဆည်းပြီးတော့ဇွန်းပေါ်ကနေပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ဒါပေမဲ့တရားဝင်ညင်ညာချက်ကိုတော့ချက်ချင်းမထုတ်ပြန်ခဲ့ပါဘူး။2018ခုနှစ်မေလအစိတ်ချပြီးနှစ်နှစ်နီးပါးအကြာမှာတော့ထိန်းသိမ်းရေးဌာနကစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဟာ Antibus ဂျွန်းကိုပြန်သွားခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့သူတို့နဲ့အတူအထူးလေ့ကျင့်ထားတဲ့ကျွတ်အနှံ့ခံခွေးသုံးကောင်ပါလာခဲ့ပါတယ်။ဒါဟာနောက်ဆုံးဆာမီဝဲပါပဲ။ ခွေးရီရဲ့နှာခေါင်းဟာမိသားယာကြီးအကွာကထွက်တကောင်ရဲ့အနံ့ကိုတောင်းခွေးချားသိနိုင်လောက်အောင်အလွန်အယုံခံစွမ်းကောင်းတာဖြစ်ပါတယ်။အဖွဲကတလာနီဘာအချိန်ယူပြီးတော့ကျုံရဲ့ကန်းကြီးတွေကနေအမြင့်ဆုံးတောင်ထိပ်တွေအထိစနစ်တကျရှောက်ပေးခဲ့ပါတယ်။ခွေးရီကဘာမှမတွေ့ခဲ့ပါဘူး။ချွတ်အနံ့မရှိချွတ်ချီးမရှိချွတ်ရည်လုံရှာမှုတွေကလက္ခဏာတစ်ခုမှမရှိတော့ပါဘူး။နောက်ဆုံးမှာတော့2018ခုနှစ်မေလ20ရက်နေ့မှာနယူးဇီလန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အန်တီဘော့စ်ဂျွန်းကိုကြွက်ကင်းစင်သောဂျွန်းအဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။ဒီအောင်မြင်မှုဟာကမ္ဘာတဝန်းကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ချီးကျူးဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။အန်အောစီယာအကောင်းဆုံးအပိုင်းကအခုမှစတာပါ။ကျွက်ကောင်ရင်နှစ်သိန်းကိုရှင်းလင်းလိုက်တာနဲ့ကျွန်ရဲ့ကေဟာစနစ်တစ်ခုလုံးပြန်လည်ရှင်းသင်လာပါတော့တယ်2020ခုနှစ်ကျွက်တီရှင်းလင်းပြီးလေးနှစ်အကြာမှာတော့ ကျွန်းပေါ်ကအင်းဆက်ပိုးမဦးရေက300ရာခိုင်နှုန်းကျော်တိုးပွားလာခဲ့ပါတယ်။ဒီချိန်ကအချက်တွေကြောင့်ကြောက်ကဘာတွေမှာပုံခုန်နေခဲ့ရတဲ့ကျက်တူရွေးတွေကအခုဆိုရင်တော့ညနေပိုင်းနေအထိပြန်လဲကျက်စားလာနိုင်ပါပြီ။သူတို့ရဲ့ဦးရေကလိမ့်နေအတွင်း400ရာခိုင်နှုန်းတိုးလာခဲ့ပြီးတော့ရာစုနှစ်တစ်ခုကျော်ကြာပိတ်ပင်ခံထားရတဲ့နေရာတွေမှာတောင်အတိုက်ပြန်ဆောက်လာကြပါတယ်။ကမ္ဘာတောင်ဘက်အစွန်းမှာတွေ့ရတဲ့စားကလေးမျိုးနွယ်ငှက်ကလေးတွေကတော့အမကန်ပြန်လဲပြီးတော့ဥမောလာခဲ့ပါတယ်။ သူတို့အိုးကြီးကနှစ်နှစ်အတွင်းမှာပဲနှဆတိုးလာခဲ့ပြီးတော့ဆက်လက်တိုးပွားနေသေးပါမြို့တုံးလုံးဒီပါဖြစ်နေတဲ့လေဟုံစီအယ်ဘထရော့စ်ငှက်ကြီးတွေအပါအဝင်ပင်လယ်ပြင်ငှက်မျိုးစိတ်22မျိုးလုံးကအရင်အထက်ပိုမိုလုံခြုံစွာမျိုးပွားလာနိုင်ခဲ့ကြပါတယ်ညီစီလော်ရီတောင်မှ၆သိန်းမှမရှိတော့ပဲပြန်လည်ပြီးတော့ဆူပြေလာခဲ့ပါတယ်ဒါကတကယ်ကိုမော်ဆန်နဲ့ပြန်လည်ပြီးတော့မွေးဖွားခြင်းတစ်ခုပါပဲမွေးပါတကောင်ကိုနှိမ်နှင်းဖို့ဒေါ်လာဘီလီယံချီသုံးဆွဲခဲ့ရတဲ့စစ်စင်ရင် ကျွတ်အကောင်နဲ့သိန်းကိုရှင်းလင်းတာတော့လူရင်းကလူတိုင်းကခံထောက်ခံကြတာဖြစ်ပါတယ်လက်ခံကြတာပါဒါပေမဲ့မွေပါမီးတို့တကောင်လေးကိုဖမ်းဖို့အတွက်ဒေါ်လာ3ဘီလီယံသုံးဆွဲတယ်ဆိုတာကရောယုတ်တိရှိရလားဆိုပြီးတော့မေးဖို့အတွက် ဖြစ်လာပါတယ်ဒီလိုဖြစ်ဖြစ်ကတကယ်ဖြစ်ဖြစ်ခဲ့ပါတယ်နယူးဇီလန်က ချက်ကီကျုံလို့ခေါ်တဲ့နေရာလေးမှာပေါ်လာတဲ့မြွေပါတကောင်တွေကိုဖမ်းဖို့ American Dollar 3သိန်းကျော်မြန်မာငွေ billion 9.8ခက်တုံးဆွဲခဲ့ပါတယ်ဒီတရင်ထွက်လာတဲ့အခါမှာတော့လူမှုကွန်ရက်ပေါ်မှာအကြီးအကျယ်ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။အစိုးရကငွေတွေကိုအလဟသက်ဖြုံးတိနေတယ်လို့ဆွဆွဲကြပါတယ်။ဒါပေမဲ့တဘာဝပတ်ဝန်းကျင်ကောမဒီတွေကတော့ ဒီငွေပမာဏကလုံးဝတန်ဖိုးရှိရလို့ဆိုပါတယ်။ဘာကြောင့်လဲ။ချက်ကီကျုံးက area 9.2စတူယန်ကီလိုမီတာပဲရှိပေမဲ့ပြောရမယ်ဆိုရင်တော့ဒါ Farallon အမျိုးသားဥယျာဉ်ထဲမှာတရှိပြီးတော့အလွန်အထီးခိုင်မခံတဲ့မျိုးစိတ်တွေရဲ့ဘေးမဲ့တော်တစ်ခုဖြစ်ပါတယ်။ဒီကျုံးပေါ်မှာမပြန်တန်းနိုင်တဲ့ခါခါပိုချက်တူ၍တွားတော်တတဝါနဲ့ kiwi ငှက်တွေက dietary ဆန်မရှိတဲ့အတွက် agent စွာရှင်သန်နေကြပါတယ်။ဒါပေမဲ့ငှက်နဲ့တွားတော်တတဝါတွေကိုအမဲလိုက်ရမှာ အလွန်ကျွမ်းကျင်တဲ့မွေးပါတကောင်နဲ့ရောက်လာတာနဲ့ဂေဟာစနစ်တစ်ခုလုံးဖျက်ဆီးသွားနိုင်ပါတယ်။အကယ်၍ဒီမွေးပါတကောင်ကိုမဖမ်းမိခင်ရင်ရေရှဲမှာကုန်ကြစည်းကပို့ပြီးတော့ကြောက်စရာကောင်းသွားနိုင်ပါတယ်။ကမ္ဘာပေါ်မှာအကောင်ရင်150လောက်ပဲကျန်တော့တဲ့ကာကာဘိုချက်တူရီတွေကိုလေရင်ရဲ့ဘေးလွယာကိုရွှေ့ပြောင်းရတာသူတို့အတွက်တခြားကျွမ်းအသစ်ရှာပေးရတာ ဒါမှမဟုတ်အကောင်ရာချီပြီးတော့အသက်ခံရတာကိုလက်ပိုက်ကြည့်နေရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မွေးပါတဲ့ကောင်ကိုရှင်းလာကြချေရခံဖို့အထူးကျွမ်းကျင်သူတွေအနံ့ခံခွေးတွေရဟတ်ရှင်တွေတင်မောတွေငားရန်ဖို့သုံးဆွဲခဲ့တဲ့ခွနစ်တသမ5ဘီလီယံလောက်ကမျိုးတုံးလို့ဒီပါမျိုးစိတ်တစ်ခုကိုကဲတင်ဖို့အတွက်ယုတ်တိရှိတဲ့ယင်းနှမြုံနယ်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီလောက်နဲ့မပြီးသေးပါဘူး။နယူးဇီလန်ကအကြောင်းရင်းတွေကိုရှင်းလင်းတဲ့စစ်စင်ရေးကြောင့်နောက်တစ်ကြိမ်လူမှုကွန်ရက်မှာလှိုင်းထသွားပြန်ပါတယ်။ ကြောင်ရိုင်းတက်တဲ့သူကိုဒေါ်လာရာချီစုချမယ်ဆိုတဲ့သတင်းမှာပဲဂျေးစားရီပါငှားခဲ့ရတဲ့ကြောင်ရိုင်းတုတ်တင်ပွဲ2024ခုနှစ်မြောက်ကန်တာဘူရီဂျေးလက်ဒေသမှာကြောင်ရိုင်းတက်ဖြည့်ရေးပြိုင်ပွဲတစ်ခုကျင်းပခဲ့ပါတယ်အဲဒီမှာမိုးဆူရီကကြောင်ရိုင်း380အပြင် တောဝက်သားပိုက်ကောင်ကျွန်းတဲ့တမင်နေဝပါတက်ဖြတ်ခဲ့ကြပါတယ်။ပြိုင်ပွဲမှာမုတ်ဆိုး1500ကျော်ပါဝင်ခဲ့ပြီးတော့အကြီးဆုံးကြောင်ရိုင်း6.8 kg ကိုတက်နိုင်ခဲ့တဲ့သူက American dollar 6.8ဒေါ်လာမြန်မာငွေ15သိန်းခန့်စုရရှိခဲ့ပါတယ်။ကြောင်ရိုင်းအများဆုံး65ကောင်တက်နိုင်ခဲ့တဲ့သူကတော့ဒေါ်လာ304ကျော်မြန်မာငွေ8သိန်းခန့်ရရှိခဲ့တာဖြစ်ပါတယ်။ဝဲစီစဉ်သူကတော့ဒီပြိုင်ပွဲဟာဒေသမျိုးရင်းဒေါ်ရိုင်းဒရိစန်တွေကိုအမဲလိုက်ပြီးတော့ ။မွေးမြူရေးတရိစံတွေကိုယောဂကူးဆက်စေတဲ့အကြောင်းရင်းတွေကိုရှင်းလင်းဖို့အတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုပါတယ်။သူကအကြောင်းရင်းတွေကိုနဆိုးလို့တောင်မှတင်စားခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စကနယူးဇီလန်မှာအလွန်ထိခိုက်မခံတဲ့ကိစ္စတစ်ခုပါ။ဘာလို့လဲဆိုတော့အိမ်အောင်စုထက်ဝက်နီးပါးကကြောင်ကိုအိမ်မွေးတရိစံအဖြစ်မွေးမြူထားကြလို့ပါပဲ။ဒီကနေ့စသဲတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကဇလန်တွေဟာဆိုရင်တော့နယူးဇီလန်နိုင်ငံရဲ့ Predator Free 2050ဆိုတဲ့သဘာဝပတ်ဝန်းကျင်လို့ရှာမှုရဲ့အစိပ်ပိုင်းလေးတွေပါပဲ။ Antibox ကျုံးပေါ်ကကြွက်တွေနဲ့တိုက်ပွဲချက်ကြီးကျုံးပေါ်ကမွေးပါတကောင်တွေကိုလိုက်လံဖမ်းဆီးမှုပြီးတော့ကြောင်ရိုင်းတပ်ပွဲတွေနဲ့ပတ်သက်တဲ့အငင်းပွားဝယ်ရာစစ်စင်ရေးတွေဒါတွေအားလုံးကသူတို့ရဲ့သဘာဝပတ်ဝန်းကျင်ကိုပြန်လည်ကယ်တင်ဖို့အတွက်လှုံ့ဆော်နေတဲ့တိုက်ပွဲအမျိုးမျိုးပါပဲ။ဒီယမန်ချက်ကနယူးဇီလန်ရဲ့ဒီချိုးပန်းမှုကကမ္ဘာနိုင်ငံတွေရဲ့အတွက်အထူးယူတဲ့ဆန္ဒမူနာတစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖွယ်မိကုန်တစ်ခုပါပဲ။ ီနေ့ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရေးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။